စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကဇက်တိုက်ဆူသလိုပဲဖြစ်နေတာပါလေကြောင်းပုံကျဲမှုတွေမလုတဲ့ရက်ကိုမရှိတလို့ပါပဲနိုင်ငံတော်ကလေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကိုပိုတိုးပြီးတော့လုပ်နေပါတယ်အခုလည်းဒီချင်းပြည်မင်းတပ်မျိုးနယ်တဲကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့ကလေးတွေအပါဝင်မတန်ဆွမ်းမျိုးသမီးတယောက်နဲ့ဒီအရက်သားပေါ့လေအလုံးပေါင်း၄ယောက်တိဆုံသွားခဲ့ပါတယ်အာမင်းတပ်မျိုးနယ်တဲကထင်ချောင်းရွာမှာရှိတဲ့စာတင်ကျောင်းဝင်းတဲကိုအာ ံကြောက်ရောက်ပောက်ွဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လေချောင်းဘုံကျဲခံရမှုကြောင့်အထက်တန်းကျောင်းသား၃ယောက်နောက်ပြီးတော့ဒီကျောင်းဝင်းထဲမှာရှိနေတဲ့မတန်ဆွမ်းအမျိုးသမီး၁ယောက်ထိမှန်သေဆုံးသွားခဲ့ပါတယ်။အော်တိုဘာလ၈ရက်နေ့ညပိုင်းမှာလေချောင်းကနေဘုံကျဲခဲ့တာကြောင့်ကျောင်းဝင်းတဲကကလေးတွေစာကျက်နေတဲ့နေရာနာမှာကြောက်ရောက်ပောက်ွဲခဲ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဒီဖြစ်စဉ်ထဲမှာကျောင်းသူကျောင်းသား၁၅ယောက်လည်းထိမှန်ဒဏ်ရာရခဲ့တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။စာ သင်းဆောင်တွေအပါဝင်ဒီရွာတဲကအိမ်6လုံးလောက်လဲထိမှန်ပျက်စီးကုန်တယ်လို့ CDF မင်တပ်အဖွဲ့ကဒီနေ့မှာပဲသတင်းထုတ်ပြန်ထားပါတယ်